သမဲမင်္ဂလာပါခရစ်တိုနိုဘာမှကျူဆိုလိုက်ပါတယ်ဒီနေ့မှာတော့နိုဘာတို့က sport trade အကြောင်းလေးကို beginner တွေအတွက်နားလည်လွယ်အောင်ရှင်းပြပေးသားမှာဖြစ်ပါတယ်နိုဘာတို့ရဲ့ YouTube channel မှာခရစ်တိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဘူးတုတတွေကိုတိဆက်ပေးသားမှာဖြစ်လို့ like and subscribe လုပ်ထားဖို့မိန့်နေနော် sport trade ဆိုတာကတော့ digital money ဖြစ်တဲ့ cryptocurrency တွေကို market ပေါ်မှာဖြစ်နေတဲ့ price ပေါ်မူတည်ပြီးဝယ်ယူရထားနိုင်ခြင်းပဲဖြစ်ပါတယ် sport trade ကိုသုံးပြီး crypto တွေကိုဝယ်ယူလိုက်တာနဲ့ကိုယ့်ရဲ့အချိန်နဲ့ကိုတည်ငြိမ်ရရှိလာမှာပါ ကိုဝေယူထားတဲ့ခရစ်တိုကွန်တွေကိုဥပမာ BTC, ETA, BNB အစရှိတဲ့ကွန်တွေကိုကျင့်တဲ့အမြတ်ရတဲ့အချိန်ထိဒါမဟုတ်အချိန်ကာလတစ်ခုကြာတဲ့အချိန်ထိဟိုးထားနိုင်ပါတယ်။ market ရဲ့ဈေးနှုန်းတက်ကြလို့ရမှုတွေပေါ်မှုတည်ပြီး beginner တွေနဲ့နန်းနာကျော်သော investor တွေဟာခရစ်တိုကွန်တွေဈေးနှုန်းကျခြင်းတိမ်မှာ spot trade ကိုအသုံးပြုပြီးဝယ်ယူကြပါဈေးကပြန်လည်မြင့်တက်လာတဲ့အခါမှာရောင်းချပြီးအမြတ်အစွန်းရယူရတဲ့ကြတာပဲဖြစ်ပါတယ်။ ့ရဲ့အချင်းအကောက်မှာရှိရငွေပမာဏအတိုင်းသတ်မှတ်ပြီးဝယ်ယူရောင်းချနိုင်တာကြောင့်အမြဲရရှိဖို့အချိန်ကြနိုင်ပေမယ့် future trading တက်ဆိုင်ရင် risk ကိုများစွာရောကျစေတဲ့ trade မျိုးပဲဖြစ်ပါလေ။ crypto coin တွေဟာကိုယ်ဝယ်ယူထားတဲ့ဈေးနှုန်းထက်ကျဆင်းခဲ့ရင်အရုံးပေါ်နိုင်တာကိုတော့သတိပြုဖို့လိုပါတယ်။ spot trade လုပ်ဖို့အတွက်ကွမ်းဝယ်ရမှာလိုအပ်တဲ့ USDT ကိုတော့ P2P နေ့ကိုအသုံးပြုပြီးကိုယ့်ရဲ့ exchange အပန်းကနေတဆင့်တည်းဝယ်ယူနိုင်ပါတယ်။ coin တွေဝယ်စုရမှာလေ DCA နေ့ကိုအသုံးပြုပြီးဝယ်ယူဖို့တော့အကြံပေးပါရစေ။